ဒလိုင်းလာမဆရာတော်ကြီးရဲ့ Beyond Religion Ethics for a Whole Society အုပ်ကိုအနှစ်ချုပ်မြန်မာပြန်ပြီးခေါင်းစဉ်ငယ်တစ်ခုစီကို Audio ဘုတ်အနေနဲ့ဒီပုတ်ချင်းဖတ်ပြပေးနေတာဖြစ်ပါတယ်။ဘာသာပြန်စာအုပ်ကိုကပ္ပကျင်းဝလို့နာမည်ပေးထားပါတယ်။ကပ္ပကျင်းဝပျော်ရွှင်ခြင်းရဲ့ရည်တော်မြစ်ကရုဏာပိုင်းနေ ကရုဏာဟာဘာသာရေးအကျင့်တက်တက်ဖြစ်တယ်လို့တချို့ကထင်နေကြပါတယ်အဲ့ဒီလိုမဟုတ်ပါဘူးဘာသာရေးတွေမှာကရုဏာရဲ့ခန့်ကန်တာကအရေးကြီးပါတယ်ဒါပေမဲ့ကရုဏာတရားကတော့ဘာသာရေးအကျင့်တက်တက်မဟုတ်ပါဘူးတိရစ္ဆာန်တွေအထူးသဖြင့်တို့တိုက်တဲ့တိရစ္ဆာန်တွေတော်မှကရုဏာတက်တတ်ကြပါတယ်ကရုဏာကိုလည်းခံစားတတ်ကြပါတယ် ကရုဏာတရားထားရှိတာဟာသူတစ်ပါးအတွက်သာကျိုးရှိပြီးကိုယ့်အတွက်ကျိုးမရှိဘူးလို့ထင်တတ်ကြပါလေ။ဒါလည်းမမှန်ပါဘူး။တနာကျင်နာဟာသူတစ်ပါးအတွက်ကျိုးမရှိဘူးဆိုရင်တောင်မှကိုယ့်အတွက်တော့ကျိုးရှိပါလေ။တနာကရုဏာဖြစ်ပြီးကိုယ့်ကိုယ်ကိုအာယုံဆိုင်မှုနှဲပါသွားခြင်းဟာနှလုံးသားတကာဖွင့်လိုက်တာနဲ့တူပါလေ။ကရုဏာရှိနေရင်အကြောက်တရားနှဲပါသွားပါလေ။ယုံကြည်မှုပေါ်လာပါလေ။ ပို့ပြီးတော့တန်မာလာပါတယ်ကရုဏာဟာသူတစ်ပါးအပေါ်ယုံကြည်မှုတိုးပွားစေပါတယ်သူတစ်ပါးနဲ့သက်သွယ်မှုရရှိစေပါတယ်ဘဝရည်မှန်းချက်နဲ့ဘဝအရေးပဲကိုရှာဖွေတွေ့ရှိစေပါတယ်ယတနာအခက်အခဲတွေရော့ကျသွားအောင်လဲလုပ်ပေးနိုင်ပါတယ်မကြခင်ကဘောရခရာပြီးစဉ်အတွင်းမှာအသေးအတန်ပိုင်နာခဲ့တယ်ပိုင်နာတာပြစ်ထန်လွန်းလို့ပြင်းထန်ထားတာတွေအုံဖြစ်လိုက်ရတယ် ခကြီးအဝေးကြီးတွေကနေတရားနာလာကြသူတွေအတွက်တကယ့်ကိုစိတ်မကောင်းဖြစ်ရတယ်။အရေးပေါ်ဆေးရုံတက်ရတော့လမ်းဆိုးဆိုးတွေမှာကားစီးရတယ်။ဘိုင်းနာရာကတော်တော်ဆိုးတယ်။လမ်းဆိုးဆိုးမှာကားဆောင်လိုက်တိုင်းတရားနာတယ်။ကားတကားကိုဖွင့်ကြည့်လိုက်ချိန်မှာဆင်းရဲမွဲတေမှုတွေ့ရတယ်။မောဟရေစာစားရတဲ့ကလေးငယ်တွေကိုတုံးလုံးနဲ့မှိုက်တော်ထဲမှာပြေးသွားနေကြတယ်။ နံပြေတစ်တုံးပေါ်မှာအဖို့အတျောက်အိတ်နေတယ်သူတျောက်တည်းပြုစုယူရမယ်သူလဲရှိဟမတူဘူးကားကဆက်မောင်းနေတယ်ကျုပ်လဲလူသားတွေရဲ့ဆင်းရဲမွဲတေမှုအကြောင်းအတွေးမရနိုင်ဘူးသူတစ်ပါးရဲ့ဒုက္ခကိုအာယုံဆိုင်နေလိုက်ချိန်မှာကိုယ်ဒုက္ခတက်တာသွားတာကိုသတိထားမိလိုက်တယ်သူတစ်ပါးရဲ့ဒုက္ခကို အာယုံဆိုင်နေချိန်မှာကိုယ်ဒုက္ခတက်တာသွားတာကို သတိထားမိလိုက်တယ်သူတစ်ပါးအပေါ်ဂယုဆိုင်ခြင်းဟာ ကိုယ့်ရဲ့ကောင်းကျိုးကိုပြစ်စေတယ်ဆိုတဲ့အချက်ကိုနိဗ္ဗာန်ကုသေသနာကထောက်ခံထားတယ်မေတ္တာအကျဉ်းသာယုံကြည်မှုစတာတွေဟာစိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေဘုရားမကသိတာထင်ရှားတဲ့ရုပ်ပိုင်းဆိုင်ရာဇမ္မာကြီးအထောက်အပံ့ကိုလည်းပြစ်စေတယ်လို့ဆိုပါတယ်ဤရွယ်ပြီးမေတ္တာပို့တာနဲ့ကရုဏာပွားတာတွေဟာ မျိုးဗီဇ DNA ပေါ်မှာတောင်းသက်ရောက်မှုရှိတယ်လို့ပြည်သေးခင်ကလုတ်ခဲ့တဲ့သူတေသနာအရာသိရပါတယ်။စေသိပ်ပံဘက်ကပြီးရင်အိုမင်းချင်းဖြစ်စဉ်နဲ့ဆိုင်တဲ့မျိုးဗီဇအပေါ်မှာသက်ရောက်မှုရှိတာကိုတွေ့ထားပါတယ်။တို့ရင်သာဒေါသဖြစ်တာမကြင်မချမ်းဖြစ်တာလိုမျိုးမကောင်းတဲ့စိတ်ခံစားချက်တွေဟာ နာမကျန်းတာတွေယောဂါကုသတာတွေကိုတုံ့ပြန်တိုက်ခိုက်ရမှာ အားနည်းစေတယ်လို့လည်း ုတေသနာကဆိုပါတယ်။တွင်းမြဲနေတဲ့ဒီလိုစိတ်ခံစားချက်အစိုးတွေဟာခုခံအာသနစ်ကိုပျက်စီးဖြစ်ကြတယ်လို့အတိမိတ်ဆွေ သိပ္ပံပညာရှင်တယောက်ကပြောပါတယ်။နှစ်တွေတောင်ကြာပါပြီ။ဒီယူရောက်မှာဟောပြောပွဲတစ်ခုတက်ရောက်ခဲ့တယ်။အဲ့ဒီပွဲမှာသိပ္ပံပညာရှင်တယောက်ကပြောတယ်။ကျွန်တော်ဒီကျွန်တော်ကို ကျွန်တော်ပိုင်ဆိုင်မှုအဆရှိတဲ့ပုဂ္ဂလိကနန်းစားတွေအသုံးများတဲ့သူတွေဟာ တိတ်မတုံးတဲ့သူတွေတဲ့နှလုံးယောဂါဖြစ်နိုင်ကြပုံများတယ်တဲ့။ဘာကြောင့်ဒီလိုဖြစ်ရတဲ့ဆိုတာကိုအဲ့ဒီဟောပြောပွဲမှာရှင်းမပြပါဘူး။ပုဂ္ဂိုလ်ကိုကြီးရွယ်တဲ့ပုဂ္ဂလိကနန်းစားအသုံးများသူတွေဟာပုဂ္ဂိုလ်ကိုအာယုံစိုက်မှုပုံများတာကြောင့်ဖြစ်လိမ့်မယ်လို့နောက်မှသင်စားမိတယ်။ပုဂ္ဂိုလ်ကိုအာယုံစိုက်မှုများတဲ့သူတွေဟာစိတ်ပြည်စည်တာတွေတို့ရင်တာတွေပိုပြီးခံစားရနိုင်ကြီးရှိပါတယ်။ အဲ့ဒီလိုစိတ်ပြီးစီးတာတွေသူ့ရင်သားတွေဟာနှလုံးသားကျန်းမာရေးကိုထိခိုက်စေပါလေဒါပေမဲ့ပုဂ္ဂိုလ်ကိုယဉ်ညွန်းပြောဆိုတတ်သူတွေဟာ သူတို့ခံစားချက်အတိုင်းယွယွသားသားပြောနေကြတာဖြစ်တယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူးအတ္တကြီးပေမဲ့ကရုဏာရှိဟန်ဆောင်နေသူတွေတဲ့ကိုကောင်းသူတွေလို့ခင်မိပါတယ်စိတ်ခံစားမှုအခြေအနေတွေဟာကျန်းမာရေးတို့ ကောင်းကျိုးချမ်းသာတို့နဲ့ဖွဲ့ချမရအောင်ဆက်ဆက်နေပါလေတို့တို့ရဲ့ခန္ဓာကိုယ်ဟာပင်ကိုယ်တဘာဝအရာကောင်းတဲ့စိတ်ခံစားမှုတွေစီညွတ်ကိုင်းနေတယ်လို့ထင်မိပါလေတို့တို့ရဲ့သွေးသားတွေဟာမေတ္တာတရားနဲ့တွေ့တာမှုကိုသိမှတ်ခံစားဖို့ဒီတိုင်းထုတ်ထားတာလို့ကျုပ်မကြာခဏပြောနေကြပါကိုရိုးရှာတာဟာမမှားပါဘူးခန္ဓာချင်းနဲ့မစင်းရဲခြင်းဘူးဆိုတာလေသဘာဝပါပဲ ပို့ကိုကိုယူဆိုင်တာဟာသူတစ်ပါးရဲ့မေတ္တာကျင်နာတွေကိုခံစားရဖို့အထောက်အကူပြုပါတယ်။ဒါပေမဲ့ပို့ကိုကိုယူဆိုင်လို့ရင်လောကအမြင်ကကျင်းမြောင်းသွားတတ်ပါတယ်။အဲဒီလိုကျင်းမြောင်းတဲ့အမြင်ကြောင့်တင်းငယ်တဲ့ပြဿနာကိုပုံကြီးချက်တတ်ပါတယ်။ဒီလိုအချိန်ဒီမှာစိန်ခေါ်မှုတွေနဲ့ရုပ်တရက်ကျုံလိုက်ရရင်ပျော်လင်းချက်ပျောက်ဆုံးသွားနိုင်ပါတယ်။ ပြန်တလာမယ်တိကျဆန်လာမယ်နောက်ဆုံးကိုကိုကိုငဲ့ညာလွန်ရင်နဲ့ပဲကြာဆုံးသွားပါလိမ့်မယ်ကိုကျိုးရှာရမှာပညာရာဘာဘာနဲ့ရှာဖို့အတ္တနဲ့မရှာဖို့ရေးကြည့်ပါတယ်ကျင်းချင်းမြောင်းမြောင်းနဲ့ရေတို့ပဲကြည့်ပြီးကိုကျိုးရှာမယ်ဆိုရင်မိုင်မဲတဲ့ရှာနီးဖြစ်ပါတယ်ကျေပြန့်တဲ့အမြင်နဲ့ ကို့အတွက်ဒါရှိခံတဲ့ပျော်ရွှင်မှုဆိုတာသူတစ်ပါးရဲ့ကျိုးစီးပွားနဲ့ဆက်ဆက်မှုကြီးရတယ်ဆိုတဲ့အမြင်နဲ့ကိုကျိုးရှာမယ်ဆိုရင်တော့ပညာသားပါတဲ့ဇာနီးဖြစ်ပါတယ်။ကရုဏာထားပြီးရှားပွေနီးပဲဖြစ်ပါတယ်။သူတစ်ပါးအပေါ်ဂယုစိုက်တတ်တဲ့လူစွမ်းကြီးဟာပေါ်သေးသေးမဟုတ်ပါဘူး။တော့တွေ့ရမယ့်အရာမဟုတ်ပါဘူး။အမျက်တနိုးတံပိုးထားရမယ့်အရာသာဖြစ်ပါတယ်။ ကရုဏာတရားဟာအံ့ဩစရာကောင်းတဲ့လူတဘာဝအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဘုဒ္ဓံတဲ့အစ္ဆဒအရင်အမြစ်ဖြစ်ပါတယ်။ကို့အတွက်ကောင်းကျိုးချမ်းသာရရှိဖို့ပဝန်းကျင်နဲ့လေသဟဇာတဖြစ်ဖို့အခြေခံအုံမြစ်ပါပဲ။ဒါကြောင့်ကိုယ်တိုင်ပြောရှင်ခြင်းရင်ကရုဏာတရားကိုကျင့်သုံးသင့်ပါတယ်။သူတဘာကိုပြောရှင်စေခြင်းနဲ့ဆိုရင်လေကရုဏာတရားကိုပဲကျင့်သုံးသင့်ပါတယ်။ ပျော်ရွှင်ခြင်းရဲ့ရည်တော်မြင့်ကရုဏာအပိုင်းနှစ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ယနေ့အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးပါမယ်။ရွေးထွေးတဲ့ကရုဏာတရားထွန်းကားပြီးသာယာငြိမ်းချမ်းနိုင်ကြပါစေ။ Compassion is not just for others. It softens your own suffering too. ကရုဏာတရားဟာသူတစ်ပါးအတွက်မျှတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ဆင်းရဲဒုက္ခကိုလည်းသက်သာစေပါတယ်။ True happiness flows from the spring of compassion. When you focus on others' pain, your own pain begins to heal. Compassion connects us to life's deeper meaning. The more we care for others, the stronger we become inside. Even in animals, compassion exists, it is not owned by religion. To seek well-being wisely is to link your joy with the good of others. Science now confirms, compassion benefits both body and mind.

Compassion, the Root of Happiness, Part 2 Some people believe that compassion is merely a religious practice. That is not true. While compassion plays an important role in religions, the nature of compassion itself is not limited to religious practice. Even animals, especially those that nurse their young, can show and feel compassion. People often think that having compassion benefits others but not oneself. This is also not true. Even if your compassion does not help the other person, it is still beneficial for you. Being compassionate and reducing self-centeredness is like opening the door of your heart. When there is compassion, fear decreases, trust increases, and inner strength grows. Compassion builds trust in others, helps create connections, and guides us in finding life's purpose and meaning. It can also help ease difficulties and solve problems. Not long ago, I became seriously ill during a pilgrimage to Bodh Gaya. The pain was so intense that all plans had to be cancelled. I felt deeply sorry for the devotees who had traveled from far away. I had to go to the emergency room, traveling on bumpy roads that made the pain worse every time the car shook. When the car door opened, I saw scenes of deep poverty, children eating from garbage heaps, an old man sleeping alone on a log by the roadside, seemingly without anyone to care for him. As the car drove on, my mind kept returning to the suffering of people. At that moment, I realized that focusing on the suffering of others actually lessened my own pain. Scientific research supports the idea that caring for others brings personal benefit. Love, compassion, and trust not only bring psychological benefits but also have clear physical health advantages. Recent studies show that practicing loving kindness and compassion can even affect our DNA. Medical science has found that such practices can influence the genes related to aging. Negative emotions such as anxiety, anger, and frustration weaken the body's immune response and increase the risk of disease. A scientist friend explained that such lingering negative feelings damage the immune system. Years ago, I attended a talk in New York where a scientist said that people who frequently use words like I, me, and mine, are more likely to suffer from heart disease than those who use them less. He didn't explain why, but I later thought it might be because people who talk more about themselves tend to focus more on themselves. Self-centered people may experience more stress and worry, which in turn harms heart health. However, we should also remember that people who often speak in personal terms may simply be expressing their true feelings honestly. I think such people may be better than those who pretend to be compassionate while being egoistic inside. Our emotional states are deeply connected to our health and well-being. I believe our bodies are naturally inclined toward positive emotions. I often say that our very blood seems to be designed to recognize and resonate with loving kindness. There's nothing wrong with wanting personal benefit. It's natural to want to be happy and not suffer. Taking care of yourself can also help you feel the love and care of others. But when self-focus becomes too strong, our perspective narrows. This narrow view can magnify even small problems. In such a state, sudden challenges can lead to a loss of hope, emotional instability, loneliness, and even self-pity that leads to collapse. It's important to seek personal benefit wisely, not driven by ego. When we pursue our own interest in a narrow, short-sighted way, it becomes a foolish pursuit. If we seek happiness with a broad view, understanding that our lasting joy is tied to the well-being of others, then we are truly pursuing meaningful benefit.